ရခိုင်ရိုးရာတကြံဒလိအရရခိုင်လူမျိုးတွေဟာနှစ်သာသွေးတာနှစ်သာရည်နဲ့ဖျားရည်တက်ပေတာတွေလုပ်ပြီးမှတကြံရည်ကစားတာကိုစတင်လေးရှိပါတယ်ရခိုင်ရိုးရာနှစ်သာသွေးပွဲဒလိအကြောင်းမဝေရံမိုးမြင့်ကတင်ပြထားပါတယ်ရှင်ရခိုင်လူမျိုးတွေရဲ့တကြံရည်မကစားမီပြုလုပ်လို့ရှိတဲ့နှစ်သာသွေးပွဲဟာထင်ရှားတဲ့ရိုးရာဒလိတစ်ခုဖြစ်ပါတယ်။ နတာသွေးတာကိုဖျားရည်သက်ပေရမှာအမွှေးနှံတာနဲ့ဆောင်ရွက်နိုင်အောင်ပြုလုပ်တဲ့ဓလေ့တစ်ခုဖြစ်ပြီးရေမကစားမီတရက်အလိုမှာပြုလုပ်လေရှိကြပါတယ်။ဒါအပြင်နတာသွေးပြိုင်ပွဲဟာအပြိုမင်းကလေးတက်တက်ဆောင်ရွက်ရတဲ့ပွဲလေးဖြစ်ပါတယ်။နတာသွေးလေးဟာလည်းရည်ကြီးသလိုကလေးတွေရဲ့ အွေညညာမှုတွေနောက်တစ်ခုကဝက်ဆပ်ဆိုင်မှုပိုင်းတွေညမှာဆက်ဆံတဲ့ဝက်ဆပ်ဆိုင်မှုပိုင်းတွေရှိရပါမယ်အဲ့တော့အတို့ရဲ့တက်လာရှိဆောင်မှုပိုင်းလေးရှိရမယ်။နောက်တစ်ခါနဲ့တွေ့တဲ့အခါမှာလက်စပါဝန်စားဆိုဟာတော်ခွဲစားတုတ်ပြည့်ပုံမှာလည်းမြင်တွေ့ပါရယ်။နောက်လည်းဒါအနည်းအရရှိတဲ့ဥစ္စာပုံမှာလည်းဟာတော်ခွဲစားတွေ့ထားတော့လည်းဒါအနည်းတွေအများကြီးရပါတယ်။အဲ့ဒါလေးပုံမှာမြင်ပြီးတော့အမတ်တွေကနည်းနည်းပတ်စားတော့တာဖြစ်ပါတယ်။ရခိုင်ရိုးရနတာသွေးဘွဲကိုအစုအဖွဲ့လိုက် ကျေးရွာလိုက်မိသားစုအလိုက်ပြုလုပ်ကြတာရှိသလိုရက်ွက်ချင်းချင်းပြိုင်ပွဲအတွင်နဲ့ဆောင်ရွက်ကြတာတွေလည်းရှိပါတယ်။နတာသူဘွဲကိုညာဦးပိုင်းမှာရိန်ကဖျော်ပြရေးအစီအစဉ်တွေနဲ့ဆောင်ရွက်ကြပြီးပြိုင်ပွဲကိုတော့မနက်ပိုင်းညနေပိုင်းတွေမှာပြုလုပ်လေ့ရှိကြပါတယ်။အကြီးတွေကိုဒီကနေဒီထိပဲတိုင်ပါရယ်အနစ်ကအနစ်ထိုင်လာတာပေါ့အနစ်ကဒီကဒီထိပါတယ်အကြီးနဲ့အနစ်များများရလို့ရှိရင်အမက်များများရပါတယ်နသာသွေးပွဲတစ်ခုမှာရုပ်ရည်တန့်ပြန့်ခြင်း ဝဆားစင်မှုတည်သက်ခြင်းစတာတွေအပြင်နတာသွေးရမှာစူးစားအားထုတ်ခြင်းလင်းမြန်ဖြက်လက်ခြင်းစနစ်ကျခြင်းစတဲ့အချက်တွေဟာလည်းပြိုင်ပွဲဝင်တွေအတွက်အရေးပါတဲ့အချက်တွေဖြစ်ပါတယ်နတာသွေးခြင်းဟာအဆုအဖွဲလိုက်ပြုလုပ်ရတာကြောင့်စီးလုံးညံ့ညွတ်မှုကိုရရှိစေသလိုတဦးနဲ့တဦးချစ်ခင်ရင်းနှီးမှုကိုလည်းရရှိစေတာကြောင့်ရခိုင်လူမျိုးတွေအတွက်မယိုးနိုင်တဲ့ရိုးရာဓလေ့တစ်ခုလည်းဖြစ်ပါတယ် နသာသွေးပွဲအပြီးနောက်တစ်နေ့မှာတော့အဲ့ဒီနသာရည်တွေနဲ့မိမိတို့ကိုးကွယ်တဲ့ဖုံးတော်ကြီးเจ้าတွေနီးစက်ရဖျားတွေကိုတွားရောက်ပြီးဆရာတော်တွေအတွက်လိုအပ်တဲ့ပစ္စည်းတွေပါဝင်တယ်ဗဒေသာပင်ကိုကက်လှူကာဖျားရည်တက်ပေတာတွေကိုဆောင်ရွက်ကြရပါတယ်ရခိုင်လူမျိုးတွေရဲ့နသာသွေးတာဖျားရည်တက်ပေတာဟာရှေးခေတ်ရခိုင်ပြည်မင်းဆက်ဆက်ကဆောင်ရွက်လာခဲ့တဲ့အစဉ်အလာရိုးရာဓလေ့တစ်ခုလည်းဖြစ်ပါတယ် တ်ကိုယူပေးပါတယ်ဘာဖြစ်ဆိုတော့တက်တာတွေကအကုန်လုံးရွာဝဲဆိုနေနဲ့ဝဲပြီးတော့ဒီကစီစဉ်လုံးလုံးနဲ့အကုန်လုံးလျှောက်ပြီးတော့ကျွန်တော်ပုံယူပြီးတယ်အဲစေတမှုတစ်ခုကိုပြရတယ်တော်နေကျွန်တော်လည်းပြရှိပြီးတခိုင်လူမျိုးတွေဟာဖျားရည်တက်ပဲပြီးမှရေကစားလေးရှိပြီးစစ်တွေမျိုးမှာတော့မနက်ဖြန်အေပီလ၁၄ရက်နေ့မှာရိုးရရေလောင်းမန်းတက်တွေကိုစတင်ဖွင့်လှစ်သွားမှာဖြစ်တယ်လို့သိရပါပါတယ်ရှင်။